ွန်ပျူတာရဲ့ model ကွန်ပျူတာရဲ့ performance တွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်အခုပြပြမယ့်နည်းလမ်းလေးတွေနဲ့စစ်ဆေးလို့ရပါတယ်ဒီ PC မှာ regular ထောက်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီခြေက property ဆိုတဲ့ဝင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်အခုပြတာတဲ့စာမျက်နှာလေးကြာလာမှရဖြစ်ပါတယ် အဲကျွန်တော်ဆက်က Windows 11ဖြစ်နေတာမျိုးကျွန်တော်ကဒီမှာဆုံဆုံလေးလေးပြထားတယ်ပေါ့နော်တကယ်လို့ကိုယ်ရဲ့ဆက်က Windows 10တင်ထားတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအောက်က device specification ဆိုတာကိုပဲအတိအကျကြည့်လို့ရမှာပေါ့နော်အဲဒီအခုကျွန်တော်ပြထားတဲ့ desktop မှာဆိုရင်ကျွန်တော်က storage အနေနဲ့ဆိုလို့ရှိရင်လည်းအမ512ပါမယ်ပြီးရင် graphic ပါမယ်ပြီးရင် RAM အနေနဲ့ဆိုရင် 8GB ပါမယ် ဘင်း processor အနေနဲ့ဆိုရင် i5 ကိုမှ8 generation ဖြစ်နေပြီပေါ့နော်ဒါတော့သူကကျွန်တော် Windows 11 computer မှာမလို့ပြရတာပါ device specification မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ desktop name ကြီးလို့ရမယ်ကျွန်တော်ကအပြင် i5 ကို8 gen ဆိုတာကိုကြီးလို့ရမယ်အဲ့ဒါကကျတော့ကို i5 ကို8 gen ဆိုတာကိုကြီးလို့ရမယ်ပြီးရင် install အဲ run အနေနဲ့ဆိုလို့ရှိရင် 8GB ပါမယ်ပေါ့နော်ပြီးအောက်က system type အနေနဲ့ဆိုကျွန်တော် 64bit ဖြစ်မယ်အဲ33 bit တွေလည်းရှိပါတယ်အဲဒါကြောင့်မို့ကျွန်တော်ဒီမှာ64 bit ဆိုတာလေးကျွန်တော်ထည့်ပြောပေးတာပါတက်တော့မှာဆိုရင်ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုတိုင်းရဲ့ description မှာကွန်ပျူတာနဲ့ပတ်သက်တဲ့ knowledge တွေကို share ထားတဲ့ video သုံးပုဒ်စီကိုကျွန်တော် mention တင်တာရှိပါတယ်တကယ်လို့အဲ့ဒီမှာလည်းကိုကျန်တဲ့တဲ့ counseling နဲ့ကျွန်တော်ရဲ့ sharing လုပ်ထားတဲ့အကြောင်းအရာတွေဝင်ရောက်လေ့လာလို့ရပါတယ်အားလုံးပဲနောက်ထပ် video မှာပြန်ဆုံတွေ့ကြပါမယ်